အဲ့ဒီ library မှာကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနည်းအားဖြင့်မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေအတွက်အထောက်အကူဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲ့လိုမျှဝေတဲ့နေရာမှာကျွန်တော်တို့အစီအစဉ်များစွာရှိတဲ့အထက်ကဒီစီစဉ်ကတော့အများစိတ်ဝင်စားကြတဲ့အစီအစဉ်တွေကတခုဖြစ်တဲ့အခြေအနေတခုဖြစ်တဲ့ Russia Ukraine ပြည်ပကဆိုင်ရာသတင်းများစုစည်းမျှဝေခြင်းဖြစ်ပါတယ်ဗျာ ရုရှားယူကရိန်းနေတို့ပြည်ပကဆန်ရာသတင်းများစုစည်းမှုပိုင်း53ဖြစ်ပါတယ်။ဒီနေ့မျှဝေမှုကတော့အမေရိကန်သမ္မတနဲ့ရုရှားသမ္မတတို့ယူကရိန်းရေးတွေ့ဆုံပွဲဘာကြောင့်ရွှေ့ဆိုင်တာလဲ၊ဘယ်အထိရွှေ့ဆိုင်တာလဲဆိုတဲ့အခြေအနေ။အဲဒီနောက်မှာတော့အမေရိကန်ကရုရှားဘက်ကိုစွန့်အင်ဆန်ရာကြီးကြီးပိတ်ဆို့မှုထပ်မံပြုလုပ်ခဲ့ပြီးမြန်ကရိန်းကိုတော့တူမဟော့ထောက်ပံ့မဲ့ကိစ္စပယ်ချခဲ့တယ်ဆိုတဲ့အကြောင်းအရာ။အဲဒီနောက်မှာရုရှားကမဟာဗျူဟာမြောက်နျူကလ িয়ার တပ်ဖွဲ့ရဲ့စစ်ရေးလေ့ကျင့်မှုတွေကိုပြုလုပ်ခဲ့တယ်လို့ ဘောလ်တစ်ပင်လယ်ရဲ့နိုင်ငံတကာရေပိုင်တဲ့ပေါ်ကိုရုရှားတာဝန်ပြည်ပုံကျက်လီရင်တွေဖျက်ကျော်ပြန်တန်းခဲ့တဲ့အခြေအနေပြီးရင်တော့ရုရှားယူကရိန်းလက်တလောတိုက်ခိုက်မှုတွေနဲ့နှစ်ဖက်စိတ်ဝင်စားစရာအခြေအနေတွေပြီးရင်ယူကရိန်းကိုဆွီဒင်ကတိုက်လျင်အဆင့်150ရောင်းချဖို့သဘောတူထားပြီးတော့အပြည့်အစုံကိုတော့ဆယ်စုနှစ်တခုစာကျော်များအချိန်ယူပေးဖို့မယ်ဆိုတဲ့တည်င်းနဲ့နောက်ဆုံးမှာကတော့ဥရောပသမဂ္ဂကရုရှားပေါ်တံခက်ပိတ်ဆို့မှုအစ်စ်တွေထပ်မံချပတ်ခဲ့တဲ့အကြောင်းအရာတွေကိုစူးစိမျှဝေသွားမှာဖြစ်ပါတယ်ဗျာ။ ်ပထမဆုံးကတော့အမေရိကန်သမ္မတနဲ့ရုရှားသမ္မတတို့ယူကရိန်းရေးတွစ်ဆုံပွဲဘာကြောင့်ရွှေ့ဆိုင်းခဲ့တာလဲဘယ်တိရွှေ့ဆိုင်းတာလဲဆိုရအကြောင်းရပါအော်တိုဘာ20ရက်နေ့ကအမေရိကန်နိုင်ငံသားဝင်ကြီးမာကိုရူဘီယိုနဲ့ရုရှားနိုင်ငံသားဝင်ကြီးဆာဂေးလက်ရော့ဖ်တို့တယ်လီဖုန်းကနေဆက်သွယ်ပြောဆိုခဲ့ပြီးတော့ဒါဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတဗလာဒီမီယာပူတင်တို့ဟန်ဂေရီမှာတွစ်ဆုံမှုပြုလုပ်ထားတဲ့ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်ပြီးပြောဆိုခဲ့ကြတာလို့ခံမှန်းခဲ့ကြပါတယ် ဒီပြောဆိုမှုကိုရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနကတီးပြုတ်ခဲ့ပြီးတော့အောက်တိုဘာ16ရက်နေ့ကမစ္စတာပူတင်နဲ့မစ္စတာထရန့်တို့ကြားတယ်လီဖုန်းပြောဆိုမှုတွင်ရခဲ့တဲ့နားလည်မှုတွေကိုအကောင့်တွေပေါ်ဖို့ဖြစ်နိုင်ခြေရှိတယ်။စောင်းချက်တွေနဲ့ပတ်သက်လို့အပြုသဘောဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနကတော့အောက်တိုဘာ16ရက်နေ့ကထရန့်နဲ့ပူတင်ကြားတယ်လီဖုန်းခေါ်ဆိုမှုပြုလုပ်ပြီးနောက်ထပ်စောင်းချက်တွေနဲ့ပတ်သက်လို့ဆွေးနွေးဖို့ Mr. Rubio နဲ့ Mr. Lenroff တို့စကားပြောခဲ့ကြတာဖြစ်တယ်လို့ထုတ်ပြန်လာခဲ့ပါတယ်။ ။ NHK ကတော့ Mr. Trump ရဲ့ဂျပန်နဲ့တောင်ကိုရီးယားခီးစဉ်အပြီးသူနဲ့ Mr. Putin တို့ထိပ်သီးဆွေးနွေးပွဲကိုနိုမာပရမဘက်မှာကျင်းပဖို့မျှော်လင့်ထားတယ်ဆိုပြီးတော့ရုရှားတန်တမန်တရင်ရင်းမြစ်တွေကိုကူကပြီးတော့ပြောကြခဲ့ပါတယ်။ဒါပေမဲ့လည်းအော်တိုဘတ်21ရက်အင်္ဂါနေ့မှာတော့ NHK ကိုပဲအင်ပြရဲအရာရှိတူကအဲ့ဒီဆွေးနွေးပွဲကိုမကြခင်ကျင်းပဖို့အစီအစဉ်မရှိဘူးလို့ပြောခဲ့ကြအောင်ဆိုလာပါတယ်။ရုရှားတမန်ရုံပြောရေးဆိုခွင့်ရှိသူ ဒမတူပက်ကော့ဖ်ကလည်းအဲ့ဒီနေ့မှာပဲအရာရှိတွေကဒိတ်သီဆွေးနွေးပွဲကျင်းပနိုင်ခြင်းကိုစဉ်းစားနေကြပြီမဲ့ဒါဟာလွယ်တဲ့ကိစ္စမဟုတ်ဘူးလို့သတင်းတောက်တွေကိုပြောကြားလာခဲ့ပါတယ်။ Mr. Rubio နဲ့ Mr. Lavrov တို့တနင်္လာနေ့ကဖုန်းခေါ်ဆိုမှုအတွင်းတွေ့ဆုံမဲ့ရက်ကိုမတတ်မှတ်နိုင်ခဲ့ကြောင်းနဲ့ယူကရိန်းမှာအပြစ်ခတ်ရစဲရေးပေါ်ဆောင်မှုအတွက်တမန်ချက်တွေနဲ့ပတ်သက်ပြီးသူတို့နှူးကြသဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ရုရှားသံတမန်ကြီးကသတင်းရင်းမြစ်တစ်ခုက NHK ကိုပြောခဲ့တယ်လို့လည်းဆိုပါတယ်။ ရုရှားကယူကရိန်းရှေ့ပိုင်းနဲ့တောင်ပိုင်းကဒေသ၄ခုကိုပြေဝထိန်းချုပ်ဖို့တောင်းဆိုနေချိန်မှာလက်ရှိစစ်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာပြစ်ခတ်ရဆဲဖို့အမေရိကန်ကအခိုင်အမာ တောင်းဆိုနေခဲ့တာလို့သိရပါတယ်။အမေရိကန်မီဒီယာတွေကလည်းအဲ့ဒီ၂၁ရက်နေ့မှာပဲအမေရိကန်အင်ဗျူရောအစ်မြင့်ရာရှိရဲ့ပြောကြားချက်ကိုကိုးကားပြီးတော့အမေရိကန်သမ္မတထရန့်နဲ့ရုရှားသမ္မတပူတင်တို့ဟန်ဂရီနိုင်ငံမျိုးတော်ဘူတာပက်စ်မှာတွေ့ဆုံဆွေးနွေးမဲ့အစည်းအဝေးကိုရှက်ဆိုင်တာပြီးဖြစ်တဲ့ထရန့်ကရုရှားယူကရိန်းနှစ်ဖက် တေချာဆွေးနွေးညှိနှိုင်းမှုအစဉ်သင့်မဖြစ်သေးတာကြောင့်အခုတွဲဆောင်ပွဲကအချိန်ပြုံးကျင်းတာဖြစ်တယ်လို့ယူဆတယ်။အဲဒီဆုံးဖြတ်ချက်ကိုအမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီယိုနဲ့ရုရှားနိုင်ငံသားဝန်ကြီးဆာဂေးလာရော့ဖ်တို့ကအောက်တိုဘာ20မှာဖုန်းနဲ့ဆက်သွယ်ပြီးဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်ဆိုပြီးထုတ်ဖော်ရေးသားလာခဲ့ပါတယ်။အောက်တိုဘာ22ရက်ညနေမှာတော့အင်ဂျူရောမှာမြောက်အတ္တလန္တစ်စာချုပ်အဖွဲ့နေတိုးအထွေထွေအတွင်းမှုချုပ်မက်ရူတင်းနဲ့တွေ့ဆုံပြီးတဲ့နောက်ထရန့်ကမီဒီယာတွေကိုပြောကြားရမှာ မေရိကန်ရုရှားကြီးကတိလက်တလောတွေ့ဆုံမှုအစီအစဉ်ကိုပယ်ဖျက်လိုက်ပြီးဖြစ်တယ်။လက်ရှိတွေ့ဆုံဆွေးနွေးမှုဟာရလဒ်ဒီရမှာမဟုတ်တာကြောင့်ဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ဒါပေမဲ့သူ့အနေနဲ့ပူတင်နဲ့အနာဂတ်အချိန်တစ်ခုမှာတွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ပြောကြားသွားခဲ့ကြောင်းသိရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကအမေရိကန်ကရုရှားဘော်ကိုဆွဲအင်ဆိုင်ရာအရေးကြီးပိတ်ဆို့မှုတွေထပ်မံပြုလုပ်ခဲ့ပြီးမြေယူကရိန်းကိုတိုမဟော့ထောက်ပံ့မှုကိစ္စကိုတော့ပယ်ချခဲ့တယ်ဆိုတဲ့သတင်းပါ။ မရိကန်ဗန်နိုင်ဝန်ကြီးစကော့ဘက်တန်စ်ဘန်ဆင်ကရော့စ်နက်ဖ်နဲ့လူကွိုင်းလို့ဆိုတဲ့ကုမ္ပဏီကြီးရုရှားကုမ္ပဏီကြီးနှစ်ခုကိုတန်ခတ်တဲ့ထုတ်ပြန်ချက်မှာမိုင်မဲတဲ့စစ်ပွဲကိုရပ်တန့်မှုသမ္မတပူတင်ကငင်းဆန်နေတဲ့အတွက်ခရမလင်ရဲ့စစ်ရန်နေရာကိုဗန်နာငွေကြီးထုတ်ပြန်ပေးနေတဲ့ရုရှားရဲ့အကြီးဆုံးရင်းနှီးကုမ္ပဏီကြီးနှစ်ခုကိုဗန်နာ၏ဌာနကတန်ခတ်ပိတ်ဆို့မှုချမှတ်လိုက်တယ်ဆိုပြီးထည့်သွင်းကြေညာသွားခဲ့ပါတယ်။တန်ခတ်ပိတ်ဆို့မှုကိုတရားဝင်ထုတ်ပြန်ကြေညာခြင်းမပြုမီ Fox Business နဲ့ ပြောကြားမှုမှာ Benson ကအခုပြုလုပ်မှုက Russian Federation ပေါ်ပြုလုပ်ခဲ့သမျှတွေထဲမှာအကြီးအမားဆုံးဒဏ်ခတ်ပိတ်ဆို့မှုဖြစ်တယ်လို့ပြောကြားသွားပါတယ်။အော်တိုဝါ22ရက်မနေ့ပိုင်းက Fox Business ရုပ်သံလွှင့်ဌာနရဲ့ interview မှာ American ဗဟိုဝင်ကြီး Scott Benson က Trump အနေနဲ့ August လအတွင်း American Russia အကြီးအကဲတွေ Alaska မှာတွေ့ဆုံဆွေးနွေးမှုပြီးတဲ့နောက် Russia Ukraine ဆွေးနွေးညှိနှိုင်းမှုဟာလုံးဝတိုးတက်မှုမရှိတာကိုစိတ်ပြတ်တယ်လို့ပြောကြားခဲ့တယ်လို့ဆိုသွားပါတယ်။ ထရန်နဲ့မက်ဂရူတေတွေ့ဆုံဆွေးနွေးမှုမပြုလုပ်မီအမေရိကန်ဗန်နိုင်းဝန်ကြီးဌာနကရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုနဲ့သူတို့ရဲ့ကုမ္ပဏီခွဲတွေကိုပိတ်ဆို့ရေးယူမှုပိတ်ဆို့ရေးယူမှုလှုပ်ဆောင်ကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။ဒါနဲ့ဆက်လက်ပြီးထရန်ကတော့ပိတ်ဆို့ရေးယူမှုအချိန်ကျပြီးစောင့်လာတာအတော်ကြာပြီးပိတ်ဆို့ရေးယူမှုအစီအမံဟာတိတ်မကြာရှည်ပဲ ရုရှားယူကရိန်းပြည်ထောင်ကပြင်းကျင်းသွားဖို့မျှော်လင့်နေဆိုပြီးပြောကြားသွားခဲ့ပါတယ်။အဲဒီပိတ်ဆို့တန်းမှုသတင်းတွေထွက်ပေါ်လာပြီးနိုင်ပိုင်းအတွင်းမှာပဲရင်းနှံဈေးနှုန်းနေရာဈေးကွက်အတွင်းမှာခုန်တက်သွားခဲ့ပါတယ်။အော်တိုဘန်22ရက်ညနေမှာအင်ဖြူတော်မှာမြောက်တလန်တိတ်စာချုပ်အဖွဲ့နေတိုးအထွေထွေအတွင်းမှုချုပ်မက်ဂရူဒီနဲ့တွေ့ဆုံပြီးတဲ့နောက်မီဒီယာတွေကိုပြောကြားတဲ့နေရာမှာအများစိတ်ဝင်စားနေတဲ့ကိစ္စရပ်တစ်ခုကိုပါတပါးနဲ့ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။အဲဒါက ူအနေနဲ့ Tomahawk ဒုံးကျည်သုံးဖြူနီကိုအခြားနိုင်ငံတွေကိုတင်ကြားပေးမှာမဟုတ်ဘူးလို့ပြောကြားသွားခဲ့တာဖြစ်ပါတယ်။တိကျမှုမြန်မာတဲ့ Tomahawk တာဝေးပစ် Cruise ဒုံးကျည်သုံးဖြူနီတက်မြောက်ဖို့အတွက်အနည်းဆုံး6လကနေပုံမှန်1နှစ်လောက်ကြာတဲ့အထိပြင်းပြထန်ထန်လေ့ကျင့်မှုလိုအပ်တယ်။ American စစ်တပ်အနေနဲ့အဲ့ဒီဒုံးကျည်အုံပြုတ်နည်းကိုခြားနိုင်ငံကိုတင် जा ပေးမှာမဟုတ်ဘူးလို့ Trump ကပြောသွားခဲ့ပါတ ကျွမ်းကအရင်ကတုန်းကတိုမဟော့နဲ့ပတ်သက်လို့ရုရှားကိုကျွန်တော်ပြောနိုင်ပါတယ်စစ်ပွဲနဲ့ပတ်သက်ပြီးအပြစ်ကမရက်ဘူးဆိုရင်တိုမဟော့တွေခီယက်ကိုပို့နိုင်ပါတယ်မပို့တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ပို့တာလည်းဖြစ်နိုင်ပါတယ်လို့သူ့ထုံးစံအတိုင်းတစ်ဖက်ကပြောထားခဲ့တာရှိပါတယ်အမေရိကန်တပ်ဖြန့်ချင်ထားတဲ့တိုမဟော့အမျိုးအစားအချို့ဟာကီလိုမီတာ2500မိုင်အားဖြင့်1550အထိပြစ်ခတ်နိုင်ပြီးတော့ယူကရိန်းနယ်မြေထဲကနေမော်စကိုထိရောက်ပြစ်ခတ်နိုင်တာပါ အဲ့တမဟုတ်ဒုံးကြီးတွေဟာတန်ရဲ့မျက်နှာအောက်ကပြန်တန်းပြီးခနှိမ့်နှိမ့်ပဲပြန်တန်းတာဖြစ်ပြီးတော့မြေပြင်ထက်10မီတာကနေပြန်တန်းတာဖြစ်လို့ဂျားပြက်ပစ်ချဖို့အလွန်ခက်ခဲတယ်လို့ဆိုပါတယ် BBC ရုရှားကောက်ဝေးဆိုင်ရာသတင်းတောက် Pavel Asinov ကတော့သူတို့အစစ်မြေလမ်းညွှန်မှုစနစ်ကြောင့်ပြစ်မှတ်ကိုပြစ်ခတ်ရမှာတိကျမြန်မာတိကျမှုမြန်မာတဲ့ဆွမ်းဆောင်ရည်ရှိတယ်လို့ဆိုသွားပါတယ်အဲ့ဒုံးကြီးတွေကရေတုံးဒုံးကြီးမျိုးဖြစ်တာကြောင့်ရင်ခုန်တင်းမောတဲ့တင်းမောတွေပေါ်မှာတက်ဆင် တင်ဆောင်ပစ်ခတ်ကြတာဖြစ်ပါတယ်။ယူကရိန်းမှာတော့ထမဟော့ဒုံးကြီးပစ်ခတ်နိုင်မှုတင့်တော်တဲ့ရေရင်မျိုးရှိနေတာကြောင့်မလို့အဓိကအဟန့်အတားကတော့တင့်တော်တဲ့ပစ်လွတ်စင်လိုအပ်နေတာပဲဖြစ်ပါတယ်။အမေရိကန်စစ်တပ်ကတော့မြေပြင်ခြေဆိုင်ဒုံးပစ်လောင်ချာတွေကိုမချသိခင်ကတီထွင်ဖန်တီးထားခဲ့ပေမဲ့လက်လောမှာ KF တပ်ဖွဲ့ဝင်တွေအဲ့ဒါကိုအသုံးမပြုခင်မှာပြင်းထန်တဲ့လေကျင်းမှုတွေလိုအပ်နေတယ်။ထမဟော့ကယူကရိန်းကိုထောက်ပံ့ခဲ့မယ်ဆိုရင် ဒုံးကျည်ပြင်ဆင်မှုတွေနဲ့ပြန်တမ်းမဲ့လမ်းကြောင်းစီစဉ်ချတာမျိုးစစ်စင်ရေးတွေရဲ့လမ်းကြောင်းအမြင့်အချိန်နဲ့နှီးပြွာလို့ကိစ္စမျိုးတွေမှာအမေရိကန်ကျွမ်းကျင်သူတွေကတရေဝဝင်ပါဝင်မှရမှာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကဆိုထားပါတယ်အမေရိကန်ဘက်ကယူကရိန်းထံကို Tomahawk ဒုံးကျည်ပေးဖို့မယ်ဆိုရင်ချင်းနေတွေအစ်စ်မြင့်တက်လာမှုကိုစိုးရွားလာစေနိုင်မယ်လို့ရုရှားဘက်ကချိန်ဖန်များစွာသတိပေးထားတာလည်းရှိပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ရုရှားကမဟာဗျူဟာမြောက်နျူကလ িয়ার တပ်ဖွဲ့စီရေးလေ့ကျင့်မှုပြုလုပ်ခဲ့တယ်လို့ဘောတစ်ပင်လယ်ရဲ့နိုင်ငံတကာရေပိုင်တဲ့ပေါ်ကိုရုရှားတာဝေးပစ်ပုံကျလေရင်ဖျက်ချော်ပြန်တန်းခဲ့တာပါခရမလင်နဲ့တော်ကရုရှားသမ္မတဗလာဒီမီယာပူတင်ကိုယ်တိုင်ကြီးကြပ်ကုတ်ခဲ့ကြီးကြပ်ကုတ်ခဲ့တဲ့မဟာဗျူဟာမြောက်နျူကလ িয়ার တပ်ဖွဲ့စီရေးလေ့ကျင့်မှုလှုပ်ဆောင်ခဲ့တယ်ဆိုပြီးအောက်တိုဘာ22ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်စီရေးလေ့ကျင့်မှုအတွင်းမှာထက်ချင်းပြပက်ထင်းဒုံးကြီးတွေနဲ့ဝင်ပစ်ခရုရှ်ဒုံးကြီးတွေကိုလက်တွေ့ပစ်ခတ်မှုတွေ Balsitank State Tanks Cosmo Drone ကနေပြီးတော့ Yas တိုက်ချင်းပြပထင်းဒုံးကြီးတွေကို Kamchat ကကျွန်းဆွယ်က Khura Akwa Wesi ကိုပြစ်လွတ်တာမဟာဗျူဟာမြောက် Nuclear ဆွဲရင်သုံးရေငုပ်တင်မောကနေပြီးတော့ Saint Novel ပထင်းဒုံးကြီးကို Baran Pin လေကိုပြစ်လွတ်တာ TU 95 MS တာဝပြဘုံကျဲလေယာဉ်တွေက Cruise ဒုံးကြီးတွေကိုပြစ်ခတ်တာတွေပြစ်လွတ်ခဲ့ကြပြီးတော့တရားဝင်ထုတ်ပြန်ချက်အရတော့ရုရှားဟာ Nuclear တပ်ဆင်ထားတဲ့မြေပြင်ရေချောင်းနဲ့လေချောင်းတပ်ဖွဲ့၃ခုလုံးကိုပါဝင်လေ့ကျင့်စေခဲ့တာလို့ဆိုပါတယ် ဒါဟာရုရှားရဲ့ကုကဲမှုနဲ့ထိန်းချုပ်ဖွဲ့စည်းတိစောက်ပုံအသင့်အနေထားရှိမှုအဆင့်စစ်စင်ရေးဆိုင်ရာတာဝန်ရှိသူတွေရဲ့သူတို့တာဝန်ကြအဖွဲ့တွေကိုစီမံခန့်ခွဲရမှာလက်တွေ့ကြုံကြုံမှုကိုစမ်းသပ်ခဲ့ခြင်းဖြစ်ပြီးတော့လေ့ကျင့်အားလုံးပြီးမြောက်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်ပြည်အောင်ပြစ်ခတ်နိုင်တဲ့တိုက်ချင်းပြစ်ပရင်းဒုံးကျည်တွေပါဝင်ဒုံးကျည်အမြောက်အများကိုမြေပြင်ပြစ်ဒုံးပြစ်စင်တွေရင်းကုန်တင်းမော်တွေလင်းတွေကနေပြစ်လွတ်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအပြင်အော်တိုဘာ22ရက်နေ့မှာတော့ရုရှားနိုင်ငံရဲ့ TU-22M3 တာဝိပြဘုံကျဲလီနေရဘောတစ်ပင်လေရဲ့နိုင်ငံတကာရေပိုင်တဲ့ကိုဖြတ်ကျော်ပြန်တန်းထားတဲ့အစီအစဉ်အတိုင်းပြန်တန်းပြီးတော့အဲ့ဒီပြန်တန်းမှုက9နာရီကျော်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီပြန်တန်းစဉ်အတွင်းတိုက်လီရင်တွေကလိုက်ပါဆောင်းလျှောက်ခဲ့ပြီးတော့နေရာအချို့မှာပြည်ပနိုင်ငံတွေကတိုက်လီရင်တွေကပါလိုက်ပါဆောင်းလျှောက်ခဲ့ပြီးတော့ရုရှားလေကြောင်းအာဂါတာတပ်ဖွဲ့ရဲ့လီရင်နဲ့ပြန်တန်းမှုအားလုံးကိုနိုင်ငံတကာလေပိုင်းနဲ့စီကန်းနဲ့အညီတင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ရုရှားကာကွယ်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ သတင်းချုပ်ကတော့အဲ့ဒီလိုက်ပါစောင့်ချက်ခဲ့တယ်ဆိုတဲ့လေရင်တွေဟာနေတော့ဖွဲ့ဝင်နိုင်ငံတွေကတိုက်လေရင်တွေလို့ယူဆတယ်ဆိုပြီးရေးသားမှုတွေကိုလည်းတွေ့ရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကရုရှား-ယူကရိန်းလက်တလုံးတိုက်ခိုက်မှုတွေနဲ့နှစ်ဖက်စိတ်ဝင်စားစရာအခြေအနေတွေပါ။ရုရှားညာလုံးမောင်းတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းနိုင်ငံဇာပိုရီရှားဒေသမှာလူ73ယောက်တန်းရခဲ့တယ်လို့ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Ivan Fedorov ကအော်တိုဘာ22ရက်နေ့မှာပြောကြားခဲ့ပါတယ်။ယူကရိန်းနိုင်ငံရှိတောင်ပိုင်းကအဲ့ဒီဒေသဟာ2022ခုနှစ်မှာယူကရိန်းကိုရုရှားဝင်ရောက်ပြီးတဲ့အခါ ရုရှားတပ်ဖွဲ့တွေရဲ့တိုက်ခိုက်ပစ်ခတ်မှုတွေဇက်တိုက်ဖြစ်နေခဲ့တာပါအဲ့ဖြစ်စဉ်နဲ့ပတ်သက်တဲ့ဗီဒီယိုအချို့တက်လာခဲ့ပြီမြဲဒါနဲ့ပတ်သက်တဲ့တိကျအတည်ပြုချက်တော့မရှိဘူးဖြစ်နေပါတယ်ပြီးတော့ရုရှားစစ်မှုရေးအုံကြီးကဒုတိယဗိုလ်ချုပ်ကြီးကရုရှားနိုင်ငံဟာနိုင်ငံတော်ရေးပါတဲ့အခြေခံအဆောက်အုံတွေကိုကာကွယ်ဖို့စစ်ဘက်ဆိုင်ရာအရန်တက်တွေခေါ်ယူမယ်ဆိုပြီးတော့အော်တိုဘာ22ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တယ်လို့ဆိုပါတယ်ဥပဒေပြဋ္ဌာန်းချက်အရသူတို့ဒေသမှာရှိတဲ့စွမ်းအင်တေဥပုဆောင်ရေးရေနံချက်စိတ်အုံတွေနဲ့အခြားအခြေခံအဆောက်အုံတွေကာကွယ်ဖို့ ထူးလင်းခြင်းစခန်းနေစီဆေလွတ်နိုင်ဖို့အတွက်ဖြစ်တယ်လို့လည်းဆိုပါရတယ်။အရင်တက်တွေကိုသူတို့နေထိုင်ရာဒေသတွေမှာသာဖြန့်ထားမှဖြစ်ပြီးအထူးစစ်ဆင်ရေးစုံမှာတောင်းချထားမှမဟုတ်ဘူးလို့ဆိုသွားပါရတယ်။ယူကရိန်းလူမျိုးရေးဌာန SBU ကတော့သူတို့ရဲ့ပင်လယ်ပြင်ရေသွင်းငယ်လို့နာမည်ပေးထားတဲ့ရေတက် drone ရဲ့နောက်ဆုံး version မိဂုံရေတက် drone နှစ်စင်းကိုဒုံးပစ်လောင်ချာတွေတနက်တည်းတက်ဆင်ထားပြီးပြသခဲ့ကြောင်းသိရပါရတယ်။ခမီကန်စိတ်အသေးကမောင်းသူမဲ့လေရင်တွေပြင်ယူကရိန်းရဲ့ပင်လယ် drone တွေဟာ ရန်သူရဲ့ကုန်းရည်နဲ့တို့စစ်စင်ရေးနဲ့အခြားပြစ်မှတ်တွေကိုတိုက်ခိုက်ရမှာသုံးမှုဒုံးပြစ်လောင်ချာတွေနဲ့တနက်အများပြားပါဝင်ပြီးတော့ဝေထိန်လက်နက်စနစ်တွေကိုတဲဆောင်နိုင်တယ်လို့ SPU ကတာဝန်ရှိတဲ့ပုံမှုချုပ် Ivan Luka Shevich ကပြောပါတယ် Crimea နဲ့ Russia ပြည်မကြီးကိုဆက်သွယ်ထားတဲ့မဟာဗျူဟာမောက်တရားကိုတိုက်ခိုက်နိုင်ခဲ့တဲ့ Sea Baby မောင်းသူမဲ့ယင်းရဲ့နည်းပညာကို Russia ကရမသွားအောင်ဟန်တားဖို့ရန်သူကဖမ်းယူရင်သူ့ကိုယ်သူဖျက်ဆီးပစ်တဲ့နည်းစနစ်ကိုသုံးဖို့ Ukraine ဆိုရကစူးစမ်းနေပါတယ် 2022ခုနှစ်စောပိုင်းစပွဲစတဲ့ကယူကရိန်းပင်လယ် drone တွေကရုရှားသမောဆက်ရစင်းကိုအချင်းချင်းတိုက်ခိုက်ခဲ့တယ်လို့ SBU ဘက်ကပြောပါတယ်။ဘယ်ဂျီယံကတော့သူ့ရဲ့လေတဲ့အတွက် F35 တိုက်လေယာဉ်တွေရရှိမှာဖြစ်တဲ့အတွက်လက်ရှိသုံးနေတဲ့ F16 တိုက်လေယာဉ်တွေကိုယူကရိန်းကို ပေးမယ်လို့ကြေညာလာခဲ့ပါတယ်။ယူကရိန်းကိုနောက်အစုကပေးထားတဲ့တာဝန်ပြဒုံးကြီးတွေနဲ့ရုရှားအတွင်းပိုင်းထိပစ်ခတ်ဖို့တားမြစ်ချက်ကိုအမေရိကန်ကဖယ်ရှားခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းတရက်က ဒီနေ့စောပိုင်းမှာပေါ်ထွက်လာခဲ့ပြီးနောက်ပိုင်းမှာတော့ယူကရိန်းကိုမာဘိတ်တို့ပေးထားတဲ့တာဝန်ဖြစ်ဒုံးကျည်တွေနဲ့ရုရှားတွင်းပိုင်းတိတိုက်ခိုက်ဖို့အမေရိကန်သမ္မတခွင့်ပြုရဲဆိုရက် Wall Street Journal ပါသတင်းရသတင်းတူတာဖြစ်ပြီးအမေရိကန်နဲ့သက်ဆိုင်ခြင်းမရှိဘူးလို့ငင်းဆိုတယ်ဆိုတဲ့အခါကိုလည်းဆက်ပြီးတွေ့ရပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ယူကရိန်းကိုဆွီဒင်ကတိုက်လေအစင်150ရောင်းချဖို့သဘောတူထားပြီးတော့အပြည့်စုံကတော့စေစွန်းနဲ့တစ်ခုစာကြော်မြအချင်းယူပေးပို့မယ်လို့ဆိုတဲ့သတင်းပါ 2026ခုနှစ်အတွက်ပထမအထုပ်စတင်ပို့ဆောင်မှုမျှော်မှန်းထားတဲ့ Grip Pin E တိုက်လေအစင်150ယူကရိန်းကိုရောင်းချပေးမယ်သဘောတူညီချက်ကိုယူကရိန်းနဲ့ဆွီဒင်ကပုံထူးနေမှာလက်မှတ်ရေးထိုးခဲ့ပါတယ်။ Mirage 2000နဲ့ F16 အပါအဝင်နောက်တန်းထုတ်လေးနဲ့ရှိနေပြီဖြစ်တဲ့ယူကရိန်းလေတပ်အတွက်အခုမှာယူတဲ့လေနေရလာမယ့်စစ်စုနှစ်အတွင်းအပြီးလက်ခံရရှိမှာဖြစ်ပြီးတော့အခုသဘောတူညီချက်ကလေရင်အစ်စ်တွေချက်ချင်းထောက်ပံ့မှုမဟုတ်ဘူး။ဒါဟာ10နှစ်15နှစ်ကြာမှခီးရှည်အစဖြစ်တယ်ဆိုပြီးဆွီဒင်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ ဒီ JS 39 Gripen လေးနေဟာခင်မီဆုံးချက်လေရင်မျိုးစားဖြစ်ပေမဲ့ထုတ်လုပ်မှုစွမ်းရည်မှာအကက်တက်တွေရှိနေတယ်လို့ဆိုပါတယ်။အဲ့တိုက်လေရင်ကိုအရင်ကလေချောင်းလုံးညုံရေးတက်တာအဓိကထားအသုံးပြုခဲ့ကြပြီးတော့ထိုင်းကမ်ဘောဒီးယားတွစ်ဆုံမှုမှာ Gripen တိုက်လေရင်တွေကိုထိုင်းဘက်ကပထမဆုံးချိန်တက်ခဲ့ရေးအတွက်အသုံးပြုခဲ့တာဖြစ်တယ်လို့ဆွီဒင်မီဒီယာတွေကဖော်ပြပါတယ်။ Zelensky ကယူကရိန်းလေမှုတွေဟာဆွီဒင်လေအနေနဲ့လေ့ကျင့်မှုတွေစတင်နေပြီဖြစ်တယ်လို့အရင်က ပြောထားခဲ့ဘူးပြီးအခုတော့2026မှာ gripping တွေကိုစတင်ပို့ဆောင်နိုင်မယ်လို့မျှော်လင့်နေဆိုပြီးပြောကြားလာခဲ့ပါတယ်။ဒီနေ့မျှော်လင့်မှုရဲ့နောက်ဆုံးအကြောင်းအရာကဥရောပသမဂ္ဂကရုရှားပေါ်တန်ခတ်မှုတန်ခတ်ပိတ်ဆို့မှုအသစ်တွေချမှတ်တာပါ။ဥရောပသမဂ္ဂကရုရှားပေါ်တန်ခတ်ပိတ်ဆို့မှုအသစ်တွေချမှတ်လိုက်တယ်လို့ဗိုလ်ထုနေကကြေညာခဲ့ပြီးတော့သူတို့ကရုရှားထက်ကနေတဘာဝတန်ငွေကြီးတင်သွင်းခြင်းကို2029မှာတားဆီးပိတ်ပင်ခြင်းနဲ့ မော်စကိုကအုံပြုနေတဲ့ရေတပ်နဲ့သင်္ဘောတွေကိုနံမပြစင်းသွင်းခြင်းရုရှားတပ်တမန်တွေပေါ်ခီးသွားလာမှုပိတ်ပင်ခြင်းတွေပေါ်ဝင်မှာဖြစ်တယ်လို့ဆိုပါတယ်။၂၀22ခုနှစ်ယူကရိန်းစစ်ပွဲစဖြစ်ချိန်ကစလို့ဥရောပတပ်မကရဲ့ရုရှားပေါ်16ခုမြောက်ပိတ်ဆို့မှုအဖြစ်ဥရောပတပ်မကရဲ့အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ဒိမတ်နိုင်ငံကဥရောပတပ်မကအနေနဲ့ရုရှားရဲ့ရေနံနဲ့သဘောတန်ခွင့်ကရတဲ့ဝင်ငွေကိုထိခိုက်ကန့်သတ်မှုရှိစေဖို့အခုလိုပိတ်ဆို့မှုတိုးချဲ့ဖို့သဘောတူခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ ပိတ်ဆို့မှုတည့်ရဲ့ဒစိမ့်တပိုင်းအနေနဲ့ဖွဲ့ဝင်28နိုင်ငံပါဝင်တဲ့ဥရောပသမ္မဂကရုရှားဘက်ရုရှားကတဘာဝတန်းငွေရည်တင်သွင်းမှုကို2020ခုနှစ်စန်းအထိတစ်နှစ်တားမြစ်ပိတ်ပင်တာလို့ဆိုပါတယ်။ Trenis Zelensky ကိုဆွေးနွေးကြတော့ကနေမီလီဆွလွန်ဖို့ Trenis Zelensky ကိုအတင်းကျပ်တိုက်တွန်းခဲ့တယ်လို့ Kiev ကနေရာရှိက AFP ကိုပြောထားတာဖြစ်ပါတယ်။ရုရှားနိုင်ငံအတွင်းပိုင်းအထိပြစ်ခတ်နိုင်တဲ့တာဝန်ပြစ် Tomahawk ဒုံးကျည်တွေပေးဖို့ပန်ကြားချက်ကိုလည်း Trenis ကပယ်ချခဲ့ပါတယ်။အဲ့နောက်ပိုင်းမှာ အခုပိတ်ဆို့မှုတွေဟာအမေရိကန်ပိတ်ဆို့မှုပြီးတဲ့နောက်မှာအခု EU ကပိတ်ဆို့မှုစတင်လာခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့မျှဝေမှုကဒီညပဲဖြစ်ပါတယ်ဗျ။မျှဝေမှုမှာအဆင်မပြေတာရှိခဲ့ရင်လည်းခွင့်လွှတ်ဖို့တောင်းပန်အပ်ပါတယ်ဗျ။ကျွန်တော်မျှဝေမှုတွေကိုနားဆင်ပြီးနေတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။